မြန်မာနိုင်ငံမှာရွေးကောက်ပွဲဝင်ရောက်ရှိမယ်မယ်ရှမ်းနဲ့တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNDP ရဲ့နိုင်ငံရေးနဲ့စီးပွားရေးမူဝါဒကဘာလဲဆိုတဲ့အပေါ်ပြည်သူလူထုတွေသိရှိနိုင်မှုအတွက် SNDP ပါတီဥက္ကဋ္ဌဦးဆိုင်ရဲ့ပေါင်းကချပြသွားခဲ့ပါတယ်ဖက်ဒရယ်နိုင်ငံဖြစ်လာရင်ပြည်ထောင်စုကြီးငြိမ်းချမ်းသွားမယ်လို့ယုံကြည်ကြောင်းအဲဒါကြောင့်တိုက်ပွဲတွေရက်ကပြည်ထောင်စုကိုဘယ်လိုဖက်ဒရယ်ပုံစံနဲ့သွားမလဲဆိုတာကိုနိုင်ငံရေးစပွဲဝိုင်းပေါ်မှာဆွေးနွေးဖို့လိုကြောင်းဦးဆိုင်ရဲ့ပေါင်းကစီရင်နိုင်တဲ့တင်ထနာကိုပြောပါတယ် ဒီဒေသအရှိကြဆုံးကပါမအရှိကြဆုံးပြည်ထောင်စုဆိုင်ကျွန်တော်မြန်မာနိုင်ငံပဲလေအဲ့တော့နေပေါင်းခွင့်ဆိုရှစ်ဆယ်နီးပါးဖြစ်နေတာကိုကျွန်တော်ငြိမ်းချမ်းချင်တယ်ငြိမ်းချမ်းရရချင်တယ်ငြိမ်းချမ်းရအတွက်ကတော့ဒီပြည်တော်စုကြီးငြိမ်းချမ်းရဖို့ဆိုလို့ရှိရင် Federal နိုင်ငံဖြစ်လာရင်တော့ငြိမ်းချမ်းမှာပါကျွန်တော်အဲ့လိုမျိုးကြုံကြည့်တယ်လေ 时代的阿龙讲来吧，我等一等你过去，就讲时代了，冇搞冇。你帮我来加拉面，阿在时代的也再不多，叫侬是乖乖嘛。你想说，村里呀，村里不多，一张手机不能开出来工作，那多么难说啦。阿龙呢，等一等你过去，阿龙啊，那个乖乖嘛，村里的是拢新的，你想把马路叫侬用其他的嘞？ မြန်မာနိုင်ငံမှာလက်နက်ကင်ပြိပိခဖြစ်ပွားနေတာမှာ1948ခုနှစ်မှစတင်ကဒီနေ့အချိန်ထိနှစ်ပေါင်း80ကျော်လာခဲ့ပြီဖြစ်ပါတယ်။အဲဒီနောက်လက်နက်ကင်ပြိပိခချုပ်ငြိရေးဆွေးနွေးမှုတွေအကြိမ်ကြိမ်လှုပ်လာရမှာလေ။ခိုင်မာတဲ့သဘောတူညီချက်တွေမရရှိဘဲအကြိမ်ကြိမ်သဘောတူညီချက်တွေပြပြကတိုက်ပွဲတွေဖြစ်ပွားနေပါတယ်။အဲဒီနောက်2021ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့ကနိုင်ငံရေးသဘောထားကွဲလွဲမှုတွေကြောင့်နိုင်ငံအနှံ့ပြားမှာလက်နက်ကင်ပြိပိခတွေကြေကြေပြပြဖြစ်ပွားခဲ့ပါတယ်။လက်ရှိမှာဖက်ဒရယ်နဲ့ဒီမိုကရေစီကိုအခြေခံတဲ့ပြည်ထောင်စုကိုတိစောက်ဖို့ကြိုးပမ်းနေကြပါပဲ။တချို့သောတိုင်းရင်းသားလက်နက်ကင်တွေကတော့ Confederation လွတ်လပ်ရေး ည်ဆိုတဲ့ရည်မှန်းချက်တွေအထိထုတ်ဖော်ပြောဆိုလာနေကြပါတယ်။နိုင်ငံရဲ့စီးပွားရေးကလည်းအနောက်နိုင်ငံတွေရဲ့ပိတ်ဆို့မှုတွေကြောင့်ရင်းနှီးမြှုပ်နှံမဲ့သူတွေမရှိကအခက်တွေ့နေကြောင်းအဲဒါကြောင့်ရွေးကောက်ပွဲအပြီးအရက်သားဆိုးရဖြစ်လာရင်ပိတ်ဆို့မှုတွေကိုရုတ်သိမ်းပေးမယ်လို့ယုံကြည်ကြောင်းအဲဒီနောက်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေလာစေဖို့တနိုင်ငံလုံးလျှက်စစ်မီရရှိဖို့လည်းလှုံ့ဆော်မှုလိုအပ်ကြောင်းရှမ်းနဲ့တိုင်းဒေသများဒီမိုကရက်တစ်ပါတီ SNDP ဥက္ကဋ္ဌဦးဆိုင်ပေါင်းက CNN သတင်းဌာနကိုပြောပါရတယ်။ အတိအကျကကျွန်တော်တို့ဒီ9နှစ်လုံးလုံး9နှစ်မိပါလောက်အခက်အခဲဖြစ်နေတာဆန့်ကျင်ကြောင်းပြဆန့်ကျင်ကြောင်းနိုင်ငံကြီးရဲ့အနောက်နိုင်ငံတွေကပိတ်ဆို့ထားတယ်လေပိတ်ဆို့ထားတော့ကျွန်တော်တို့နိုင်ငံကိုရင်းနှီးမြှုပ်နှံမဲ့လူတွေမရှိဘူးမရှိတော့အရင်အခက်အခဲတွေ့တယ်အခက်အခဲတွေ့တော့တကယ်လို့ရွေးကြောက်ပွဲကလုပ်ပြီးတော့အရက်သားအစိုးရဖြစ်လာတဲ့အခါမှာဆန့်ကျင်တာက 腰椎病哪来起呢？腰椎病嘞，没落叫那腰椎算了。哎，老子不料，阿爹那个叫那发老还没得东西，不要这现在俺老六才买了，叫那老二。他妈，你个家大啦，叫一定幺个那干嘛？那是没血呢，没药嘞。这得了，一个我弟弟也倒了，哎呀，当时也多难嘞他嘛？真叫腰椎病啊，老二。 တန်ရှင်ရုပ်သိမ်းပြီဆိုလို့ရှိရင်နိုင်ငံခြားကြီးနေမြုံနာလေအများကြီးဝင်လာလိမ့်မယ်အတိအကျဆိုကျွန်တော်တို့ရေကောက်ပွဲပေါ်လာလို့အရတာစုရပေါ်လာရင်တိုင်းပြည်ကကြီးပွားတိုးတက်မယ်လို့ကျွန်တော်ယုံကြည်တယ် 2024-2025ဖန်နာရီနှစ်မှာမြန်မာနိုင်ငံရဲ့စီးပွားရေးတိုးတက်မှုရှိပဲတရားခံတို့ရောကြသွားမှာဖြစ်ကြောင်းကမ္ဘာပံကခံမှန်းထားပါတယ်။နဆကဥက္ကဋ္ဌဗိုလ်ချုပ်မကြီးမင်းအောင်လှိုင်ကတော့နိုင်ငံတကာကစီးပွားရေးပိတ်ဆို့ကဖိအားပေးနေတာဟာဘလို့မှမအောင်မြင်နိုင်ကြောင်းအခုလဲမြန်မာနိုင်ငံပေါ်မှာဆန်ရှင်လှုပ်ထားခြင်းတွေကိုကိုနီကိုဟန်နဲ့ကြော်လွားနေတာပင်ဖြစ်ကြောင်းပြောကြခဲ့ပါတယ်။ဗိုလ်ချုပ်မကြီးမင်းအောင်လှိုင်ဟာမြန်မာနိုင်ငံမှာ2025ခုနှစ်ဒီဇင်ဘာလနဲ့2026ခုနှစ်ဇန်နဝါရီလတွေအတွင်းရွေးကောက်ပွဲကျင်းပသွားမယ်လို့လည်းပြောကြားထားပါတယ်။အဲဒါကြောင့်ရွေးကောက်ပွဲဝင်ပြိုင်မဲ့နိုင်ငံရေးပါတီတွေရဲ့မူဝါဒတွေကိုပြည်သူလူထုကလေ့လာကမဲပေးတဲ့ 白天身上让你加把力。